Hello everyone, welcome back to my Kitty Chin YouTube channel. ဒီနေ့မှာတော့ချမ်းကဒီဆောက်ကလေးတွေကအကြောင်းအရာတချို့ကိုဖတ်ပြပေးချင်တာဖြစ်ပါတယ်။ဆောက်ကလေးကတော့အတိတ်ပဲရှိတော့ဘဝထက်ထထွန်း waterfall ဆိုပြီးတော့မှဒီဆောက်ကလေးကိုချမ်းကိုဒါစောဥစားပေးရနေပြီးတော့မှလက်ဆောင်ထည့်ပေးလိုက်တာပေါ့နော်။စာအထက်ထဲစာတွေကလုံးဝအတိတ်ပဲရှိရတဲ့ကြောင့်မလို့ချမ်းဒီနေ့မှာအနည်းငယ်ဖတ်ပြပေးကြပါမယ်ဆိုတော့ channel 2စာဖတ်ကြရအောင် အဲဆိုတော့ဒါအခန်း1ပေါ့နော်အခန်း1မှန်ကန်တဲ့အတွေးအမြင်သဘောထားစိတ်ထားဆိုတဲ့အခန်း1ကိုဖျက်ပြပါမယ်ဆိုတော့ဘဝကိုတကယ်ပြည့်ပြည့်ဝဝနေခြင်းလေဆိုလို့ရှိရင်အဲ့ဒါကိုရဖို့အတွက်နီလန်တစ်ခုပဲရှိတယ်အဲ့ဒါကတော့ဘဝမှာဘာတွေကိုတန်ဖိုးထားပြီးနေမလဲဆိုတာကိုဆုံးဖြတ်ရမယ်ပြီးတော့ဘာတွေကိုအမြင့်ဆုံးနေရာမှာတန်ဖိုးထားမလဲဆိုတာလည်းဆုံးဖြတ်ရမယ်အဲ့လိုဆုံးဖြတ်ပြီးတဲ့နောက်မှာကိုဆုံးဖြတ်ထားတဲ့အတိုင်းတနေ့မှအစဉ်ဆက်မပြတ်တနေ့မပြတ် နေထိုင်သွားဖို့ပဲဖြစ်ပါတယ်ဆိုတော့ဘုရားမှာကိုဘာကိုတန်မိုးထားမလဲဆိုတာကိုဆုံးဖြတ်ပြီးတော့ရွေးချယ်ပြီးတော့နေထိုင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်မှာရှိတဲ့တိတိလေးအစားတံမိုးထားပြီးနေတဲ့ချင်းအဘွားမှာစချမ်းတာမှုတွေကိုပေးမှာပဲဖြစ်ပါတယ်။နောက်ခုအတိညာအတိညာနဲ့ပတ်သက်တာအစင်မြင်မြင်သိကျင်တာရှိတယ်ဆိုရင်ကိုယ့်ရဲ့နေဘုံထိုင်ဘုံတွေးဘုံခေါ်ဘုံလောက်တာခိုင်းတဲ့အားလုံးဟာကိုလိုချင်တဲ့အတိညာနဲ့မဆန့်ကျင်မရပါမယ်တဲ့။ threat ဆိုတော့နောက်တစ်ခုအတိတ်ကပြီးသွားပြီအနာဂတ်ကရောက်မလာသေးဘူးကိုတကယ်ရနိုင်တာဒီနေ့ပဲပြီးခဲ့တဲ့အတိတ်တွေကိုပြန်တွေးပြီးတော့နေတာရောက်မလာသေးတဲ့အနာဂတ်တွေကိုမျှော်နေပြီးတော့နေနေတာဟာဒီနေ့ကိုအချင်းချင်းဖြစ်အောင်လုပ်နေတာ ਨੇ တူတူပါပဲဆိုတော့ဒီနေ့ကိုဒီနေ့ကိုအချင်းချင်းဖြစ်အောင်အလဟတ်တသုံးလိုက်တဲ့လူကတော့အချင်းချင်းဘဝကိုပဲရမှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်တဲ့အင်အား အသိဉာဏ်ရနဲ့ဖြစ်မြအောင်လုပ်နိုင်တဲ့စိတ်ဆွမ်းရည်ကိုဒီနေ့တော့အကောင်းဆုံးသုံးလိုက်ပါဒီနေ့ကိုအကောင်းဆုံးလုပ်လိုက်တဲ့သူတွေကအနာဂတ်မှာအကောင်းဆုံးတွေဖြစ်လာလိမ့်မယ်လို့ယုံကြည်စိတ်ချထားလို့ရပါတယ်တဲ့အဲ့ဒါတည်ကြောက်ပါပဲဆိုတော့ဒီနေ့ကိုဘာတွေးလဲဒီနေ့ကိုဘာလုပ်ရက်ကိုလုပ်လဲဆိုတာကအနာဂတ်မှာကိုဘာဖြစ်လာမလဲဆိုတာကိုသုံးသပ်တက်ပြောလို့ရပါတယ်ပြဿနာတွေအခက်အခဲတွေကြုံရတိုင်းစိတ်ထဲရအတွေးတွေကိုစူးစူးဆဲဆဲကြည့်ပေးပါ အတွေးတွေရက်သွားတဲ့အထီကိုကြည့်လိုက်ပါကိုပြဿနာဖြစ်နေတဲ့အချိန်မှာကိုယ်စိတ်ထဲမှာဘာတွေတွေးမိနေလဲပေါ့အဲ့ဒါကိုကိုကနောက်နောက်အဲ့ဒီအတွေးတွေကိုကိုကစောင့်ကြည့်ပြီးတခြားပြန်တွေးကြည့်ရမှာပေါ့အတွေးရက်သွားတဲ့နေရာလေးမှာစိတ်ကိုထားနေတယ်လို့ထားပါပေါ်လာတဲ့အတွေးတွေကိုလည်းငါမဟုတ်တဲ့အမြင်အနေကြည့်နေလိုက်ပါကိုယ်သဘောထားကိုမှတ်မှန်ထားဖို့ပဲကြိုးစားပါတစ်ချိန်မှာကိုတော်ထင်မှားတဲ့နီးနဲ့အကောင်းဆုံးဖြည့်ရှင်းလိုက်တာကိုတွေ့ရပါလိမ့်မယ် ြဿနာအခက်အခဲကိုအတွေးရဲ့အကူအညီနဲ့ဖြေရှင်းတာထက်အတွေးမပါတဲ့အခါမှာဖြစ်ပေါ်လာတဲ့အသိဉာဏ်ဖြေရှင်းတာပိုထိရောက်တယ်။အတွေးမပါတဲ့စိတ်ကအမှားနဲ့ကိုစိတ်ချရတယ်။တဘာဝတရားကြီးမှာတိုးတက်မှုလည်းမရှိဘူး။စိုးရိမ်မှုလည်းမရှိဘဲနဲ့ရက်နေတယ်ဆိုတာမရှိဘူး။တိုးတက်ရင်တိုးတက်မတိုးတက်ရင်အဲ့ဒါစိုးရိမ်နေတာပဲ။လူနဲ့ပတ်သက်ရင်လည်းထုံနည်းတူပဲ။တိုးတက်ရင်တိုးတက်မတိုးတက်လို့ရှိရင်အဲ့ဒါစိုးရိမ်နေတာပဲ။ ဒါကြောင့်မျိုးစင်နဲ့မျှကိုယ့်ရဲ့စိတ်ထားတိုးတက်အောင်ကြိုးစားရမယ်ကိုယ့်ရဲ့ physical တိုးတက်အောင်ကြိုးစားရမယ်အရင်ကကိုယ့်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့အမြဲတမ်းခိပုံကိုယ်ဆက်သွားနေရမယ်ပေါ့နော်ရက်နေလို့မရလူဘဝဆိုတာတစ်ခုဝင်လာလို့ရှိရင်တစ်ခုထွက်သွားတယ်ဘာတွေဝင်လာပြီးဘာတွေပြန်ထွက်သွားနေလဲဘာတွေရလိုက်ဖို့ဘာတွေကို ဆုံးရှုံးလိုက်ရလဲသတိထားပြီးတော့ကြည့်ကြည့်ပါကိုရောက်အောင်လုပ်လိုက်တဲ့အရာတွေကကိုဘယ်လိုလူစားလဲဆိုတာကိုဖော်ပြနေနိုင်မယ် နောင်နာဖြစ်တဲ့နာကိုနောင်နာဖြစ်တတ်တာတိုးတမှုတစ်မျိုးပါအဲ့တော့ကိုနောင်နာရเสียကိစ္စကိုတကယ်ကိုနောင်နာရတတ်တယ်ဆိုရင်အဲ့ဒါကတကယ်တိုးတမှုတစ်ခုနောင်နာရတဲ့ကိစ္စကိုနောင်နာရေမရပဲနဲ့အထက်ထက်ခါခါအဲ့ဒီအရာကိုပဲမှားယွင်းနေတယ်ဆိုရင်ဒါမတိုးတက်ဘူးနောင်နာဆိုတာမျိုးကလည်းငြိမ်ရင်မြတ်လူပီသားတဲ့စိတ်ရှိတဲ့သူမှဖြစ်ဖြစ်တယ်ခံစားရတယ်နောင်နာဆိုတဲ့စိတ်တိရစ္ဆာန်တွေမှာနောင်နာရတယ်ဆိုတာမရှိဘူး လူအစ်စ်ပြည်ပြည်မြင်ရှိမှနောင်နာရတယ်ဆိုတဲ့စိတ်ကိုဖြစ်ပေါ်တယ်။ဒီစိတ်ကြောင့်ပူလောင်မှုကိုလည်းခံစားရတယ်။ကိုယ့်ကိုမကြည်ညိုတော့ဘူး၊ကိုယ့်ကိုလေးစားမှုမရှိတော့ဘူးစသဖြင့်ခံစားရတယ်။အဲ့ဒါတွေအလုံးကလူပိသားရဲ့အစ်စ်မြင့်တဲ့စိတ်ရဲ့လက္ခဏာတွေဖြစ်ပါတယ်တဲ့။လူတယောက်ကအမားလုံးမိပြီးနောင်နာမဖြစ်ဘူးဆိုရင်အဲ့ဒီလူကိုဘယ်လိုလူလို့မှတ်ယူရပါမလဲတဲ့။အဲကြောင့်အမားလုံးပြီးရင်မှဒီရောင်နောက်ထပ်မလုပ်ဘူးအစ်စ်မြင့်တဲ့တရားရပါဘူး။အဲ့ဒီအမားကိုနောင်နာရဖို့လဲလိုတယ်ပေါ့နော်။ ဒါကြောင့်မို့လို့နောင်လာရတယ်ဆိုတာကလူပီတာတဲ့လူတွေမှာဖြစ်ပေါ်တဲ့စိတ်မျိုးဘဝရဲ့တဘာဝကစိတ်မအေးစရာတွေဆိုတာရှိနေတတ်တယ်မကျေနပ်စရာတွေကလည်းအများကြီးရှိနေမှာစိတ်မအေးစရာတွေစိတ်မကျေနပ်စရာတွေဘဝထဲကနေဖယ်ထုတ်ခြင်းလို့လည်းမြင်ရပါရှောင်ပြေးခြင်းလို့လည်းမြင်ရကိုယ့်ရဲ့ဘဝလေးကိုစိတ်ချမ်းသာတာလေးနေခြင်းလေဆိုရင်ကိုယ့်ရဲ့အသိဉာဏ်အစဉ်အမ်းကိုမြင့်မြင့်သွားတတ်ဖို့လိုပါတယ် ကိုယ်အတိဉာဏ်မြင်လာရင်တိပုံမြင်ပုံလေးပြောင်းလဲသွားတယ်တိပုံမြင်ပုံလေးပြောင်းလဲသွားတယ်ဆိုလို့ရှိရင်အဲ့ဒါကိုယ့်ရဲ့ဉာဏ်ပြောင်းလဲသွားလို့ဉာဏ်လည်းပြောင်းလဲသွားတယ်တိပုံမြင်ပုံလည်းပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ခံစားချက်လည်းပြောင်းလဲသွားတယ်ကိုယ့်အတိဉာဏ်မြင်လာတဲ့အခါကိုယ့်ဘဝအတွေ့အကြုံနောက်တစ်မျိုးမြင်နဲ့မြင်သက်ခံစားတတ်လာအဲ့ဒီခါဘဝကိုလည်းမကြောက်တော့ဘူးလောကကြီးကိုလည်းမကြောက်တော့ဘူးဆိုတာကိုယ်တွေ့သိပါလိမ့်မယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဉာဏ်ကိုပြောင်းကိုယ့်ရဲ့အတွေးတွေကိုပြောင်းကိုကောင်းမွန်တဲ့စီကိုပြောင်းခိုင်းတာပေါ့နော် ကိုယ့်ရဲ့အတွေးတွေကိုပိုကောင်းမွန်တဲ့စီကိုပြောင်းမယ်ဆိုလို့ရှိရင်တွေးပုံခုံပုံတွေမှန်ကန်လာတယ်ဆိုရင်ဒါကိုယ့်ရဲ့ဉာဏ်လည်းကောင်းတဲ့ဘက်ကိုရောက်လာတယ်ဒီနေ့ချိန်မှာခံစားချက်တွေပြောင်းလာမယ်ခံစားချက်တွေကမှန်မှန်ကန်ကန်နီးလန်းနေစီကိုရောက်ရှိလာပြီးတော့မှဘဘဝကိုဒါတိတိချာချာဖြတ်တန်းတက်လာမယ်ပေါ့မကြောက်တော့ဘူးပေါ့ဒါပဲဖြစ်ဖြစ်ရင်းဆိုင်ရဲလာမယ်ပေါ့အဲ့ဒါခုစိတ်ထားမြင့်တဲ့သူမြင့်မြတ်တဲ့အသိအမြင်အသွေးကိုရှိတဲ့သူဟာဘဝကိုရွရွတည်တည်လေးလေးစစနေထိုင်တယ် ကိုယ့်ရဲ့အသိဉာဏ်ပြောတာကိုနားထောင်တတ်သွားလို့ရှိရင်စိတ်ရဲ့အရေးအသွေးတွေမြင့်တက်လာအတွင်းမှာစူးစီးညီညွတ်လာစိတ်ချမ်းသာမှုလည်းတိုးလာပြီးပန်တော့ကလည်းနည်းလာအဲ့တော့ကိုယ့်ရဲ့အသိဉာဏ်ကိုအမြင်နဲ့ဟိုက်ဖြစ်နေအောင်လုပ်ဖို့တော့လိုတာပေါ့နော်အရှုံးမပေးသင့်တဲ့ကိစ္စမှာအရှုံးမပေးပဲหนีไล่ตาหาโลกကိုစောက်ရှောက်ရရောက်ပါတယ်တဲ့အနိုင်မယူရမယ့်အချိန်မှာအနိုင်မယူတာအောင်းနိုင်ခြင်းစစ်စစ်ပါပဲ အဲအတစ်ချိန်လုံးအနိုင်နေယူလိုက်လို့လေအဲ့ဒီဟာအောင်မြင်သွားတာမျိုးမဟုတ်ဘူးပေါ့နော်အကယ်၍ကိုကမှန်ကန်ခဲလို့အနိုင်ရတယ်ဆိုရင်တော့အဲ့ဒါကလောကအောင်ဆောင်ဆောင်တဲ့စီကံနဲ့မှန်ကန်တဲ့တရားနိဒန်းကြမှုကအနိုင်ရတာပဲလို့မှတ်ယူရအောင်ငါဆိုတဲ့အတ္တမန်ဝင့်တတ်တာကိုသတိထားရမယ်ကိုအတ္တကကိုကိုတိမ်ပြင်းအောင်လုပ်လိုက်မှအောင်သတိထားရမယ်အဲ့တော့အတ္တအရာရာကိုဖျက်ဆီးနိုင်နေပေါ့နော် ငါနဲ့သူနဲ့အဆင်မပြေမှုတွေပြဿနာတွေဖြစ်ပြနေတာငါလည်းအရင်အထက်ပို့ပြီးစိတ်ထားမြင့်သွားပါတယ်သူလည်းအရင်အထက်ပို့ပြီးစိတ်ထားမြင့်သွားတဲ့သူဖြစ်သွားပါစေလို့မြင့်တာပို့ပါတယ်ဘဝကိုတကယ်ပျော်ပိုက်ဖို့ဆိုရင်စိတ်ကိုငြိမ်သက်အောင်မထားတတ်တယ်မထားတတ်ဘဲနဲ့မဖြစ်နိုင်အဲ့တော့မငြိမ်မသက်ရောက်ရခက်နေတဲ့စိတ်မှာပျော်တယ်ဆိုမှဖြစ်နိုင်။အဲဒီစာလေးကတကယ်မှန်နေပေါ့နော်။အဲ့ဒါချင်းရဲ့ကိုယ်တွေ။ကျဆိုလို့ရှိရင်တကယ်ပျော်စင်ပျော်ရွှင်မှုအစ်မှန်ပါလဲလို့မေးလို့ရှိရင်ဒါစိတ်အေးချမ်းမှု စိတ်အေးချမ်းမှုမှာတခါတည်းပျော်ရွှင်မှုမှာလိုက်လာအဲ့တော့ဘယ်လိုမျိုးဟိုခဏတာအဲ့လိုအပေါင်းသင်းနေနဲ့ပျော်ရွှင်တာသို့မဟုတ်ကြီးစရာမောစရာကြောင့်ခဏတာပျော်ရွှင်နေဆိုအဲ့ဒါခဏတာပဲဘောနောတကယ်စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာစိတ်ငြိမ်သက်ခြင်းစိတ်အေးချမ်းခြင်းတွေမှာရှိတယ်ဘောနောအဲ့ဒါကတော့တဖြည်းဖြည်းကြုံတွေ့လာမှတကယ်နားလေသဘောပေါက်ရမယ့်အရာပေါ့နော်အဲ့တော့မငြိမ်မသက်တဲ့စိတ်မှာပျော်ရွှင်ခြင်းအစစ်မှန်ဆိုတာမရှိဘူးအမြဲတမ်းရောက်ရခက်နေတဲ့ပူပင်တော့က အမြဲတမ်းတစုံတစ်ခုနဲ့ပတ်သက်ပြီးပူပင်တော့ကရှိနေတဲ့စိတ်မှပျော်ရွှင်မှုအစစ်မှန်ဆိုတာမရှိဘူးနော်အဲ့တော့ကောင်းတာကိုဘလောက်လိုချင်လို့ချင်းကောင်းမယ်လို့မယုံချင်အဲ့ဒီကောင်းတာဖြစ်မလားအဲ့ဒါတကယ်ကိုရရဲ့စိတ်မှာတီးစိတ်နဲ့မတီးစိတ်ဆိုတာရှိရယ်ကိုကတော့ကောင်းတာကိုတီးစိတ်ကတော့လိုချင်နေရပဲဒါပေမဲ့ကိုရရဲ့မတီးစိတ်မှာအဲ့ဒီကောင်းတာငါ့အတွက်မဖြစ်နိုင်လောက်ပါဘူးလို့ယုံနေတယ်ခက်ခက်ခါခါလို့တွေးနေဆိုတော့အဲ့ဒီကောင်းတာကိုတော့ဖြစ်မလားအဲ့ဒါအမှန်တကယ်ပဲပေါ့နော် lot of attraction ပေါ့မဖြစ်လို့လဲဆိုတော့ ယုံကြည်မှုကအင်မတန်အရေးကြီးရယ်နောက်ဆုံးမှာကိုယုံကြည်တဲ့အတိုင်းပဲဖြစ်လာမှာကိုယ့်ဘာကိုပါဇက်ကိုကကောင်းတာတွေဘလောက်ပဲပြောပြောကိုမသိစိတ်ထဲမှာကိုယုံကြည်တဲ့အတိုင်းဖြစ်လာမှာပေါ့နော်ကောင်းတာကိုလိုချင်ပါတယ်လို့ပြောပေမဲ့ကောင်းဖို့မယုံကြည်ဘူးဆိုရင်ကိုယ့်ရဲ့မယုံကြည်တဲ့စိတ်ကကောင်းတာဖြစ်လာရင်တော့ပြန်ပြီးတော့ဖျက်ဆီးလိမ့်မယ်ဒါကြောင့်မလို့ကိုကကောင်းတာတွေကိုလိုချင်နေဆိုရင်ကိုစိတ်မှာလည်းငါတကယ်ထိုက်တန်နေငါတကယ်ကောင်းတာတွေရဖို့ ထိုက်တန်တယ်ဆိုပြီးတော့မှအဲ့ဒီကောင်းတာတွေကငါတက်သေးကြပါဘူးဖြစ်လာမယ်ငါအကောင်းနေဖန်တီးနိုင်တယ်ဆိုတဲ့စိတ်ရှိမှသာလေအဲ့ဒီကောင်းနေကသေးကြပါဘူးဖြစ်လာမယ်အဲ့တော့ကိုယ်စိတ်မှာယုံကြည်သလိုဖြစ်လာမှာပေါ့နော်အဲဒါကြောင့်မလို့ကောင်းတဲ့အရာတွေယုံကြည်ဖို့လို့ကိုယ့်ကိုယ်ယုံကြည်ဖို့လည်းလို့နောက်တစ်ခုလူတွေဟာသူများနဲ့နေကိုယ့်ကိုယ်ကိုငါဘာလုပ်လဲဆိုတာသိတယ်လို့လို့ရှိတယောက်သေးဖြစ်သွားတဲ့အချိန်မှာငါဘာလုပ်လဲဆိုတာမသိတော့ဘူးအဲ့လိုဖြစ်တဲ့အနာမှာဘာလို့မှမရှိပဲတကူလည်းတီးတက်နေတဲ့အချိန် အဲ့ဒီအချိန်မှာအပြင်းပြင်းတစ်ခုခုလုံးနေတာလည်းမရှိဘူးဆိုရှယ်မီဒီယာလည်းမသုံးဘူးအဲ့လိုအချိန်မှာကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ကြည့်ရင်ဘယ်လိုခံစားရလဲကိုယ့်ကိုပြန်ခံစားရတဲ့ခံစားမှုကောင်းသလားအဲ့ဒါတည်ဖို့တိတ်အရေးကြီးပါတယ်တကူတည်းတည်တဲ့ရှိနေတဲ့အချိန်မှာကိုယ့်ကိုပြန်ခံစားရတဲ့စိတ်အစင့်မြင့်မြင့်သလားအစင့်မြင့်တဲ့အတိညာကိုကိုယ်ကရရှိနေတာဖြစ်တယ်အစင့်မြင့်တဲ့လွတ်လပ်အေးချမ်းမှုကိုတည်နိုင်နားလည်နိုင်ပြီပေါ့နော်ရအောင်လုပ်နိုင်တဲ့သူလည်းဖြစ်နေမယ်တဲ့အဲ့လိုမဟုတ်ရင်တော့ရောင်းလဲလဲ မရင်မရစိတ်ကြီးကိုမခံနိုင်လို့တက်တောင်လုံးနေဘဝတစ်ခုလုံးအချိန်ကြီးကုန်ဆုံးသွားလိမ့်မယ်။ဒါကြောင့်မို့လို့ဆိုရှယ်မီဒီယာလည်းမသုံးပဲဘယ်သူနဲ့မှလည်းမထိတွေ့ပဲကိုယ့်ဘာကိုယ်တယောက်တည်းဖြစ်နေတဲ့အချိန်ကျရင်ကိုယ့်စိတ်ကဘာတွေတွေးနေလဲဘယ်လိုမျိုးစိတ်ခံစားမှုကိုခံစားရလဲပျော်ရွှင်လားအေးချမ်းလားအဲ့လိုမျိုးဆန်းစစ်ကြည့်ပါတော့။အဲ့လိုမှမဟုတ်ဘူး။ကိုယ်စိတ်ကအမြဲတမ်းရောက်ရက်ခတ်နေတယ်မငြိမ်မသက်ဖြစ်နေတာအမြဲတမ်းတက်တာအောင်လုံရင်လုံရင်ဆိုရှယ်မီဒီယာကြည့်လိုက် TV လေးကြည့်လိုက်အဲ့လိုမျိုးလုပ်နေမှာဆိုရင် ဒါကတဘွာလုံးကို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 ဘယ်သူလဲဆိုတာအစ်မန်မသိဘဲနဲ့ကုံဆုံးသွားတယ်လို့ဖြစ်သွားလိမ့်မယ်ပေါ့နော်တရားညာတမှုဆိုတာဘာလဲဆိုတာကိုကိုပြပြမသိသေးဘူးဆိုရင်အဲ့ဒီလူကလူအဆင့်ကိုမရောက်သေးဘူးဘဝဆိုတာခဏလေးပါလို့တကယ်သိရင်စိတ်ကိုမြင့်တဲ့ဘက်မြတ်တဲ့ဘက်ကိုပဲပို့ထားခြင်းပါဗျာတဲ့အဲ့တော့ဘဝဆိုတာတော့တကယ်ကိုခဏလေးပဲလို့နော်ခဏလေးအတွင်းမှာကောင်းတဲ့အရာတွေကိုတမိုးထားရမယ် ကို့မှာရှိတဲ့အရာတွေကိုတတ်မိုးထားရမယ်မြင်အောင်ကြည့်တတ်ရမယ်ပြီးလို့ရှိရင်စိတ်ကိုအေးအေးချမ်းချမ်းထားတတ်ရမယ်ကို့အတွက်မဟုတ်တာတွေအမိုက်တွေထောက်ဆီးဖြစ်မဲ့စကားတွေလူတွေပတ်ဝန်းကျင်တွေအကုန်လုံးကိုအဲရှောင်ဖို့နော်ကို့ကတော်တော်လေးတွေမှာစိတ်အေးချမ်းအောင်ပြီးကို့မိသားစုကိုအများကြီးချစ်ပေးပါနော်ဒါကတော့ရှင်အဲ့လိုအဲ့လိုပြောပြောချင်တယ်ပေါ့နော်ဆိုတော့ဒီစာအုပ်ကလေးကအရင်ကမှအတိတ်ပဲရှိရပါတော့ဘယ်လိုပြောမလဲ ိုဘူကနေနီးလို့လည်းပြောလို့ရတယ်ပြီးရင်စိတ်ဓာတ်မြင့်တင်ရင်စိတ်ဓာတ်ပြုပြင်ရင်ပြီးရင်ကိုယ့်ရဲ့စိတ်အေးချမ်းအောင်ဘယ်လိုနေရမလဲဆိုတာကသူကပြန်ပြီး remind လုပ်နေတယ်လို့ပဲပေါ့ဒီစာကလေးကဆိုတော့ချစ်စရာလေးစာကလေးကဆိုတော့ဒီစာကလေးကိုဒါဖတ်ချင်တယ်ဆိုလို့ရှိရင်တော့အတိတ်ပဲရှိတော့ဘူကထထထုံးဆိုပြီးတော့မှစောင်းဆိုင်နေမှာရှာပြီးဖတ်လို့ရပါတယ်အချင်းစာအုပ်ကြောင့်ညာနေရမဟုတ်ပါဘူးချမ်းမှာဒီစာအုပ်ပြတခြားအများကြီးစာအုပ်တွေမှာ90 60လောက်ရှိသေးတယ်ဗောနော်အဲ့ဒါကိုချမ်းက နေ့စဉ်ပုံမှန်ဖတ်ပြပါမယ်ဖြစ်ပါတယ်ဆိုတော့ channel တူတူနေ့စဉ်စာဖတ်ကြရအောင်ဒါဒီနေ့ဒီဗီဒီယိုလေးမှာစာအတူတူဖတ်ပြီးတော့နားထောင်မိရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အတွေးတွေလည်းမှန်ကန်တဲ့အတွေးတွေလည်းရရှိသွားမယ်လို့မျှော်လင့်ပါတယ်။မှန်ကန်တဲ့အတွေးတွေရရှိသွားပြီဆိုလို့ရှိရင်လက်တွေ့အသုံးချတတ်ဖို့လိုတယ်ပေါ့နော်။အဲ့တော့လက်တွေ့အသုံးချဖို့လည်းမမေ့ပါနဲ့။ See you on my next vlog ပါ။ Thank you for watching my video ပေါ့ပါ။